မွန်ပြည်နယ်စိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်တို့မှာစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူတဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗိုလ်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ပြီးခဲ့တဲ့မေလ10ရက်နေ့ကကြိုက်ထုံအခြေဆိုင်အမှတ်44ချင်းမြန်တက်ရင်ကနေကြိုက်ထုံမြို့နယ်ဝင်းကန်ကျေးရွာနဲ့ဘီလင်းမြို့နယ်ကရဝေးစိတ်ကျေးရွာထဲကို120မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့တာပါလက်နက်ကြီးကြားရောက်ပေါက်ကွဲမှုကြောင့် ကရဝေးစိတ်ကြီးရွာနေအသက်66နှစ်အရွယ်ဒေါခင်အေးထိမှန်သေးဆုံးခဲ့ပြီးဒေသခံပြည်သူနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီနေမှာပဲစစ်ကောင်စီတပ်ဟာကြိုက်ထုတ်မြို့နယ်ဝင်းကန်ကြီးရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံတွေဖြစ်တဲ့စောဖိုးလင်းလင်းနဲ့စောနေတိုးတို့ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါပြင်မေလ17ရက်နေ့ကလည်းကြိုက်ထုံမြို့နယ်ဝင်းကန်ကျေးရွာထပ်မံပုံကျဲခံရတာကြောင့်ဒေသခံတွေဖြစ်တဲ့အသက်53နှစ်အရွယ်ဦးမောင်နိုင်အသက်73နှစ်အရွယ်မောင်မြင့်မြတ်ထွေးတို့ထိမှန်တမ်းရာရရှိခဲ့ပါတယ်ကြိုက်ထုံမြွနယ်နဲ့ဘီလင်းမြွနယ်တွေမှာအဲ့ဒီနှစ်ရက်အတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်25လုံးမိလောင်ပျက်စီးခဲ့ပြီးဒေသခံအများအပြားဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဘူထံကနေသိရပါဗျ။ ကရင်မျိုးသားစီအောင် KNU ဘိုးရဲ့အချက်လက်တွေရ KNU တရုံခိုင်နယ်မြေထဲမှာပြီးခဲ့တဲ့ဧပြီလအနောက်ဆုံးဘက်ကစလို့ပြင်းထန်လာတဲ့နှစ်ဘက်စီရဲ့အခြေအနေတွေကြောင့်ဒေသခံတပေါင်းချုပ်ဟာဆစ်ဆောင်နေကြရပြီးလူသားချင်းစာနာမှုအကူအညီတွေလိုအပ်မှုတွေမြင့်တက်နေပါတယ်။